ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာ Sport Etosi ကနေပြန်လည်ကြိုဆိုလိုက်ရပါတယ်အခုတင်ဆက်ပေးသွားခြင်းတဲ့တင်ကတော့အမေလီယိုခန်ဂျောနမခွန်ရဲ့အတွင်းကိုနှစ်ကိုနဲ့အတူအက်တလက်တစ်ပြည်ပအိုကိုနှစ်ကြော်စလုံးအပြတ်သက်အနိုင်ယူပြီးယူရိုပါလိဘောလီဘွဲကိုတက်ခဲ့တဲ့ဘွဲကနေမမယံရပြန်ပြောရမယ့်အချက်6ချက်ပြည်ပအိုနဲ့ဘွဲကမယ်ဆမောင်းရဲ့အထင်ကြီးစရာစွမ်းဆောင်ရည်ပြဂိန်းကနဲများယူရိုပါလိဘောလီဘွဲမှာဖလားကင်မြောင်းမဲ့အတင်းကိုခံမှန်းလိုက်တဲ့ဘော့စ်ကိုစားတဲ့တရေများပဲဖြစ်ပါတယ် မန်ချက်စတာယူနိုက်တက်အသင်းဟာဂျာတာပရီနီညာကအတလက်တစ်ဘီဘာအိုကိုအော်ထရက်ဖို့မှာလေကိုတကုန်းနဲ့အပြတ်သက်အနားယူနိုင်ခဲ့ပြီးတဲ့နောက်ဘောလုံးပွဲမှာတော်တင်ဟော့စ်ပါနဲ့အော်အင်္ဂလိပ်ဖိုင်နယ်ဖြစ်တွေ့ဆုံရှင်ပြိုင်သွားရတော့မှာဖြစ်ပါတယ်။ရိုဘယ်မော်ရီအသင်းဟာဘောလုံးပွဲကိုတက်ဖို့ရေပန်းစားဆုံးအသင်းဖြစ်ပေမဲ့ပထမပိုင်း30မိနစ်မှာမကွိုင်းရဲ့ဆိုးရွားတဲ့ဘောလုံးပေးပုံမှုကနေတစ်ဆင့်မီကေးဟော်ရဂီစာပနရီအရီယာပြင်ဘက်ကနေလှလပပကန်သွင်းယူသွားခဲ့လို့နောက်ကနေလိုက်ကစားခဲ့ရပါတယ်။မန်ချက်စတာယူနိုက်တက်အသင်းဟာယုံကြည်မှုပျောက်ဆုံးနေခဲ့တဲ့ပုံပေါ်ခဲ့ပြီး ဒုတိယပိုင်းဆမှာအမော်ရင်ကတပြိုင်နက်၃ဦးထိလူစားလဲခဲ့တာကဘယ်လောက်ဆဲလို့ရှားနေလဲဆိုတာကိုပြသခဲ့တာဖြစ်ပါတယ်။အဲ့ဒီလူစားဝယ်ကစားသမားတွေကတဦးဖြစ်တဲ့မေဆာမောင်ကတရနီရိုရဲ့ပထမကျော့၃ခုပြတ်ဦးဆောင်ထားနိုင်မှုကိုပြန်လဲရရှိစေမယ့်ခြေပါကူကိုလဲနီယိုယိုနဲ့ဘန်နရီအေရီယာထဲမှာအပေးယူလုပ်ပြီးကန်သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတွင်ကိုဟာမေဆာမောင်အတွက်မန်ချက်စတာယူနိုက်တက်ကစားသမားဘွားအိုးထရပ်ဘုံမှာပထမဆုံးတွင်ကိုဖြစ်ခဲ့ပြီးအဲနောက်ကက်စမဲရိုဝိုင်လန်တို့ကနောက်ထပ်အိုးဆောင်ကိုတွေကိုထပ်မံတွင်ယူခဲ့ကြတာဖြစ်ပါတယ် မန်ချက်စတာယူနိုက်တက်တင်ဒရက်စ်ဒေါက်တာမြောက်တွင်ကိုမယ်ဆန်မောက်ကပဲအတလက်တက်ပြပါဟုကိုသမားရဲ့မတည်တတ်တဲ့ဘောလုံးပေးပို့မှုကနေတစ်စစ်သွင်းယူခဲ့တာဖြစ်ပြီးချယ်ဆီတက်ပွင့်ဟောင်းဟာကွင်းလယ်ဘက်တောင်မှမှဘောလုံးကိုလှလှပပထိန်ပြီးဘယ်ချင်နဲ့ကန်သွင်းခဲ့တာဖြစ်ပါတယ်။ကြွကြွဆူနေတဲ့ Ultra Four ဂျာမန်ဘောလုံးပွဲကိုတက်ရောက်နိုင်ဖို့နေဆက်နေတဲ့အသင်းနဲ့အင်အားသင်းပွဲပြန်လာပြချင်နေတဲ့အသင်းတို့ကြားတွဲဆုံတဲ့ပွဲဟာပွဲမတိုင်ခင်ကတည်းကပြင်းထန်တဲ့ပတ်ဝန်းကျင်အငွေတက်ကိုအမြဲတမ်းဖြစ်စေခဲ့မှာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ကပြီးခဲ့တဲ့လကွာတာဖိုင်နယ်ဒုတိယအကြိုပွဲဖြစ်တဲ့လိုင်ယွန်ရဲ့ပွဲတော်ကလိုမျိုးပရိသတ်တွေစုဖွဲ့ပြီးတရုတ်ပေါ်မှုမျိုးကိုခွဲပြုတ်ခဲ့ပြီးမေရှူမီပန်းတွေပြပောက်ခဲ့ချိန်မှာတော့တကွင်းလုံးမီးခိုးတွေနဲ့ဖုံးလန်းသွားခဲ့ပါတယ်။စတက်ဖို့အမ်ပွဲကြီးစဉ်ပေါ်ကနေလည်းဘန်နာဂျီတို့ကကြားလာခဲ့ပြီး23မိနစ်မှာ Patrick Dog ကို Penalty Area ထဲလဲချသွားတဲ့အချိန်မတိုင်မီအထိစိတ်ဝင်စားစရာအကောင်းဆုံးအရာဖြစ်ခဲ့တာဖြစ်ပါတယ်။ တော့ကိုကိုဂရိုစပယ်ကတုံးထုတ်ခဲ့တာဖြစ်ပြီး VR စစ်ဆေးမှုပြုလုပ်ခဲ့ပေမဲ့ဂျာမန်ကွင်းလယ်တိုင်းဒန်နီယယ်စီဘတ်ကသူ့ရဲ့ဗနာရီမပေးတဲ့ဆုံးဖြတ်ချက်ကိုပြန်လည်သုံးသပ်ဖို့ညွန်ကြားခြင်းမခံခဲ့ရတာဖြစ်ပါတယ်။လပါရီဦးဆောင်ကိုဖြစ်လာစေခဲ့တဲ့မကွဲရ်ရဲ့အမလိုင်ဝင်တဲ့ဘွယ်မှာသူရဲ့ကောင်းဖြစ်ခဲ့တဲ့ဟယ်ရီမကွဲရ်ဟာဂျာသာဘရင်းတိညာအက်သလက်တစ်ဘီဘာအိုကဦးဆောင်နိုင်ခဲ့မှုမှာဗီလိုင်ဆိုင်ယုတ်ကနေကပြ3တော့ခံခဲ့ပါတယ်။ မကွေရရဲ့ဆိုးရွားရဲ့ပေပုံမှုဟာလင်းရွေရွေရှိကိုတော်တော်လေးရောက်သွားခဲ့ပြီးအဗာရိုဂျာလိုရဲ့ပထမကန်ချက်ကိုပိတ်ဆို့နိုင်ခဲ့ပြီးနောက်မီကေဟော်ရီဂီဇာရဲ့ကန်ချက်ကိုတော့ဘလို့မှမကာကွယ်နိုင်ရတာဖြစ်ပါတယ်။မီကေဟော်ရီဂီဇာရဲ့ကိုကအန်အားသင့်ပွဲပြန်လာခြင်းနဲ့အတ္တလက်တစ်ဘီဘာကိုအတင်းတွက်အားတက်စရာဖြစ်ခဲ့ပြီးမန်ယူနိုက်တက်အတွက်တော့ဆဲလို့ရှာစရာဖြစ်ခဲ့ပါတယ်။ကာနာချိုရဲ့ဖြုံးလိမှုပထမပိုင်းမှာမန်ချက်စတာယူနိုက်တက်ကဂိုမရခဲ့ပေမဲ့အခွင့်အရေးတွေအများပြားရရှိခဲ့ပြီးအဲဒီတက်ကအကောင်းဆုံးအခွင့်အရေးတစ်ခုကိုကနာဂျိုကရရှိခဲ့တာဖြစ်ပါတယ်။ ပြမဝိုင်းပြီးဆုံးခံဒီမှာဒေါ်ကိုရဲ့ပေးပုံမှုကနေတဆင်ကနာသူကကိုရှေ့ကိုလွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးနိုင်ခဲ့ပြီးအော်ထရာဖို့တကွင်းလုံးအတက်မရှူရဲလောက်အောင်ဆဲလို့ရှာခဲ့ကြပါတယ်။ကနာချိုအနေနဲ့ဂေါ်သမားနဲ့တအူးချင်းအထွေးမှာဘဲဘက်ကိုကံမလားညာဘက်ကိုကံမလားဂေါ်သမားရဲ့ပေါင်ကြားတွေကနေကံမလားလို့ထင်ခဲ့ပေမဲ့ဘယ်သူမှမထင်ထားတာကိုလုပ်ခဲ့ပါတယ်။နောက်14ခုနှစ်တုန်းကဘိုင်ယန်နဲ့ပွဲမှာဒန်နီဝဲဘက်လွဲချော်ခဲ့သလိုမျိုးဂေါ်သမားကိုကြော်ကံဖို့လုပ်ခဲ့ပေမဲ့အက်တလက်တစ်ပြပါကိုဂေါ်သမားကပုတ်ထုတ်နိုင်ခဲ့တာဖြစ်ပါတယ်။လုံးလုံးလောက်လောက်မြင်ခဲ့ရတဲ့အမိုးရင်း ေါ်လာထွန်းရဲ့နီးပါးက3ဦးတပိုင်းနဲ့လူသားလဲလေခဲ့တာထက်ပွဲစဉ်ကဒလွဲရီဖြစ်သွားပြီဆိုတော့ကိုရှင်းရှင်းလင်းလင်းသိနိုင်တဲ့လက္ခဏာမရှိတော့ပါဘူးဒုတိယပိုင်းကိုဆိုရဆိုစတင်ခဲ့ပြီးနောက်အမော်ရင်ကလုခရှော့မေဆမ်ဘောင်အာမတ်တို့ကိုထည့်သွင်းခဲ့တာဖြစ်ပြီးပေါ်တဂီလူမျိုးနီးပါးကသူ့ရဲ့အသင်းကဘောလုံးကိုတော့မထိန်သိမ်းထားနိုင်ခဲ့တာကြောင့်အဲဒယ်ရီကယုံကြည်မှုပိုကောင်းလာပြီးတိုက်စစ်ဆင်လာတာကိုဒေါသထွန်းရဲ့တာဖြစ်ပါတယ် အစလာတီဘီဘာဟိုကကစားသမားသုံးဦးတပြိုင်နက်တည်းလဲလဲခဲ့ချိန်မှာပဲအမော်ရင်ကလည်းသူ့ရဲ့အတင်းကအပြေအဝထိန်းချုပ်ပြီးအလီမြန်ပွဲအခြေအနေကိုအပြောင်းလဲလုပ်ဖို့လိုတာကြောင့်သုံးဦးတပြိုင်နက်လုစားလဲခဲ့တာဖြစ်ပါတယ်။မာကေတော့ကန်ကျင်တဲ့အဆုံးသက်ခဲ့တဲ့မေဆမောက်ကနာချိုကဝဲဘက်ရဲ့လွဲပုံလွဲနည်းကိုလိုက်လံပြုလုပ်ခဲ့ပြီးနောက်မေဆာမောင်းကတော့ပိုကောင်းတဲ့အထုယူမှုမျိုးပြုလုပ်ဖို့ရှာတွေ့ခဲ့ပါတယ် အမော်ရင်ရဲ့လူသားလေးလေးမျိုးကတရားနည်းတွေကိုချက်ချင်းပြန်လည်နိုးကြလာစေခဲ့ပြီးအထူးသဖြင့်လူသားဝင်ကစားမတွေကတအူးကအရေးပါတဲ့အပြောင်းလဲဆိုတာကိုသက်သေပြသခဲ့ပါရီမန်ချက်စတာယူနိုက်တက်တင်းမှာအမေရောခန်ဘွားနဲ့မထင်းမရှားနေနေခဲ့ရတဲ့မေဆမောင်းဟာဘန်နရီအရီယာထဲမှာဘောလုံးကိုနောက်ပြန်ဆွဲပြီးတပတ်လည်းကန်သွင်းယူသွားခဲ့ပြီးဖက်ဒရီကိုမာခေတာကအက်စတန်မီလာနဲ့ကစားခဲ့တဲ့2009ခုနှစ်တုန်းကပွဲစဉ်မှာနောက်ကျအနိုင်ကိုသွင်းယူခဲ့တဲ့ပုံစံကိုပြန်မှတ်ရစေခဲ့ပါရီ မန်ချက်စတာယူနိုက်တက်ကအရီလောင်းနဲ့တင်မပီးသေးပဲဂက်စမဲရိုကအလုတ်ထက်ကန်ဘောကနေဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကိုအလိုက်တင်ခေါင်းတိုက်သွင်းယူခဲ့ပြီးဝိုင်လန်ကလည်းအာမတ်ချိုးပေးလိုက်တဲ့ဘောလုံးကိုတစ်ချက်ထိပိတ်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်မေဆာမောင်းကခြေပါကုန်းနဲ့တင်မရက်တတ်နိုင်သေးပဲဘွဲပြီးဆုံးကန်ဒီနာချင်းချင်းပေါ်မှာကီပါရဲ့ရှင်းထုတ်မှုကိုကြားဝင်ရယူပြီးကွင်းလယ်ကနေအဝေးကန်ချက်နဲ့အဆုံးတတ်ခဲ့တာဖြစ်ပါတယ်ဆောင်းလိုက်နေတဲ့ဒေါ်ဒီယန်ဟော့စပါတော်ဒီယန်ဟော့စပါတင်ဟာဂျာတာဘရေးလီညာကနော်ဝေမှာဘိုဒိုဂလင်းကို2-0နဲ့ထပ်မံအနိုင်ရခဲ့ပြီးနောက် နှစ်ကျော်ပေါင်း၅ခုတခုနဲ့ဘောလုံးပွဲကိုတန်းနိုင်ခဲ့ပြီဖြစ်ပြီးဘီဘာအိုမှာ All English Final ဖြစ်မေလ21ရက်နေ့မှာ Manchester United နဲ့တွေ့ဆုံသွားရတော့မှာဖြစ်ပါတယ် Manchester United ဟာဒီအသီးမှာ Dorian Hotspur အတင်းကို၃ချိန်ထိရှုံးနိုင်ခဲ့ပြီဖြစ်တာကြောင့်ဒီတစ်ချိန်မှာတော့ Postrico Club ရဲ့အတင်းကိုအနိုင်ယူနိုင်မဲ့နီလန်မဖြစ်မနေရှာရတော့မှာဖြစ်ပါတယ် Manchester United အမေရောခံကစားသမားမေဆာမောင်းဟာဘီဘောကိုအနိုင်ရတဲ့ Europa League Semi-final ပွဲမှာခြေစွမ်းပြပြီး2ဂိုးအထိသွေးယူနိုင်ခဲ့ပါတယ် ယူနိုက်တက်တင်ဟာဗရမာပိုင်း30တက်မိနစ်မှာဘီဘာကိုကွင်းလဲလူမီကေဟော်ရဂီဇာရဲ့လှပတဲ့အဖွင့်ကိုကြောင်းအော်ထရာဖို့မှာတကူ0ရှုံးနဲ့နောက်ကနေလိုက်ကစားခဲ့ရပြီးဘွဲအဖြေကိုအလှည့်ပြောင်းဖြစ်စေကြတာကဒုတိယပိုင်း62မိနစ်မှာအိုဂါဒီရဲ့နေရာကိုလူစားဝင်လာတဲ့မေဆမ်မောင်ပါပဲ90မိနစ်မှာမေဆမ်မောင်ခြေပါကိုပြန်သွင်းခဲ့ပြီး ။အဲနောက်ကက်စမီရိုဝိုင်လန်ရဲ့ပွဲပြီးကနေနာကျင်ချင်းပူ60မိနစ်မှာမေဆာမောင်းကပဲသူ့ရဲ့ဒုတိယဂိုးကိုသွင်းယူပေးခဲ့တဲ့အတွက်မန်ယူနိုက်တက်တို့က၄ဂိုးတကူနဲ့အနိုင်ရခဲ့သလိုနှစ်ကျော်ပေါင်း9ဂိုးတကူနဲ့ယေရမန်လီဘိုလီဘွဲကိုတက်ခွင့်ရရှိသွားခဲ့တာဖြစ်ပါတယ်။ဘေဘာအိုးနဲ့ပွဲမှာနိုင်ဝဲလောက်သာကစားခဲ့ရပေမဲ့လည်းမေဆာမောင်းကထိကြတဲ့ဘောလုံးပေးပို့မှု12ကြိမ်၊ပြိုင်ဘက်ကိုအသာစီးယူနိုင်မှု၄ကြိမ်၊ဂိုးပေါက်ကန်ချက်2ကြိမ်ပြိုင်ဘက်ကိုတယောက်ချင်းကြော်ဖြတ်မှုတစ်ကြိမ်ဘောလုံးကြောင်းဝင်လို့ယူနိုက်မှုတစ်ကြိမ်နဲ့နှစ်ဂိုးသွင်းယူပေးခဲ့ပါတယ် မေသမောင်းဟာကရဝင်ကျောင်းနံပါတ်ခွန်ပိုင်ရှင်ဒေးဗစ်ဘက်ဟန်ရီယန်နဲ့ကစားခဲ့တဲ့နောက်3ခုနှစ်အပရယ်လပွဲစဉ်နောက်ပိုင်းဥရောပပြိုင်ပွဲရဲ့ရှုံးထွက်စစ်ပွဲစဉ်တစ်ပွဲမှာမန်ယူနိုက်တက်အသင်းအတွက်လူစားဝင်လာပြီးနှစ်ကိုယ်သွင်းယူနိုင်တဲ့ပထမဆုံးကစားသမားအဖြစ်မှတ်တမ်းဝင်ခဲ့ပါပြီ။ပွဲပြီး TNT Sport နဲ့အင်တာဗျူးမှာမေသမောင်းကဒီလိုညာမျိုးရောက်ဖို့စောင့်ဆိုင်းခဲ့ရတာတော်တော်ကြာသွားပါပြီ။ကျွန်တော်အနေနဲ့နေတိုင်းလေးချင်ခွေမှာအလုပ်စူးစမ်းပြီးအတင်းအတွက်ကစားခွင့်ရရင်ခြေစွမ်းပြနိုင်ဖို့ကိုကိုကိုယုံကြည်မှုအပြည့်ရှိခဲ့ပါတယ်။ အဲ့ဒီ조사မှုရလက်ကဒီညဘွဲမှာလက်တွေ့ခံစားရပြီဖြစ်ပြီးကျွန်တော်လူသားဝင်ပြီးတော့အတင်းထွက်အကောင်းဆုံးဖြစ်အောင်ကစားပေးနိုင်ခဲ့ပါတယ်လို့ပြောကြခဲ့ပါတယ်။ Postco က Manchester United နဲ့ Tottenham Hotspur တို့ဘောလီဝဲကိုတက်ရောက်နိုင်ခဲ့ပြီးနောက်သူရဲ့ Europa League ဘောလီဝဲခံမှန်းချက်ကိုထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ Manchester United အတင်းဟာ La Liga ထိပ်တန်းအတင်းတစ်သင်းဖြစ်တဲ့ Athletic Bilbao ကိုနှစ်ကျော်ပေါင်း9ခုတကုန်းနဲ့အနိုင်ယူနိုင်ခဲ့တာဖြစ်ပြီး Spurs ကတော့ Bodo Glimt ကို9ခုတကုန်းနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ ရေဘာလီချန်ပီယံဖြစ်တဲ့တင်ဟာဥရောပဖလားကာမကပဲလာမယာဒီချန်ပီယံလိကိုတိုက်ရိုက်ဝင်ခွင့်ရရှိမှာဖြစ်ပြီးမန်ယူနိုက်တက်နဲ့စပါရိုဟာအမတ်ပေးစရာအဆင့်15 16နေရာမှာရပ်တည်နေကြတာဖြစ်ပါတယ်။ဒါပေမဲ့လည်းရေဘာလီဖလားကိုအနိုင်ရခဲ့မယ်ဆိုရင်ရုံးကန်နေရတဲ့အင်္ဂလိပ်ကလပ်အသင်းနှစ်သင်းကတစ်သင်းဟာလာမယာဒီချန်ပီယံလိမှာပါဝင် ရှင်ပြိုင်ခွင့်ရမှာဖြစ်ပြီးအဲဒီသင်ကမန်ယူနိုက်တက်ဖြစ်မယ်လို့ဘော့စကိုကမျှော်လင့်ထားတာဖြစ်ပါတယ်။ ယူနိုက်တက်ကကျင်းသေးပေါအနိုင်ရလိမ့်မယ်လို့ပြောမှာမဟုတ်ပါဘူး။ဒါပေမဲ့တမိုင်းကျောင်းကတော့သူတို့ကပို့ပြီးအခွင့်အရေးရှိနေတယ်လို့ပြောနေပါရယ်။စာဘာကသူတို့ကိုဒီရာသီမှာ၃ချိန်ဒီအနိုင်ယူပြီးပြီဆိုတာကျွန်တော်တို့သိပါရယ်။သူတို့ကတကယ်ကောင်းတဲ့အသင်းမှာသူတို့ကိုသဘောကျပါရယ်။သူတို့ရေတာဘီဘောင်းနဲ့ပွဲဆိုရင်ပရမဆုံးမိနစ်90ကိုကြီးခဲ့မယ်ဆိုရင်သူတို့ကအခွင့်အရေးကောင်းရှိတယ်လို့တွေးမိခဲ့မှာပါ။ဒါပေမဲ့ကျွန်တော်တွေးမိတာကဒီအသင်းရဲ့တမိုင်းကျောင်းကိုပါ။အချင်းတော်တော်များများမှ Real Madrid လိုမျိုးပဲကောင်းကောင်းမကစားနိုင်ပေမဲ့ဖလားတွေတော့ရယူနိုင်သေးတယ်။ Man United ဘက်မှာနည်းနည်းပိုပြီးအလေးထားလိမ့်မယ်လို့ထင်တယ်။ ဒါပေမဲ့လည်းစပါးကခြေတွင်းနေတဲ့နေ့ဆိုရင်ကောင်းမွန်တဲ့အသင်းလိုလည်းဖြစ်ပါတယ်။မန်ယူနိုက်တက်ရဲ့တမိုင်းချောင်းနဲ့ဥရောပအတွေ့အကြုံကသူတို့ကိုပို့ပြီးအသာစီးရသွားစေမယ်ထင်ပါတယ်။ကျွန်တော်ပေါ်စီကိုဂလူကိုနှစ်သက်ပြီးသူကအသင်းကောင်းတစ်သင်းကိုရထားတာပါ။ဒါပေမဲ့မန်ယူနိုက်တက်ကိုပို့ပြီးကြိုက်ပါတယ်လို့ပြောကြားခဲ့ပါတယ်။အခုလိုမျိုးတရင်တရင်တို့တင်ဆက်မှုတွေကိုနေ့စဉ်ကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရီဟက်စပေါ့အေဒီစီ YouTube Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြပါအောင်ခင်ဗျာ။ဝင်ရောက်ကြည့်ရှုအားပေးသူအားလုံးကိုလည်းကျေးဇူးထူးပဲတင်ရှိပါရယ်ခင်ဗျာ။